မင်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်လာရှိုးမြို့တော်ခမ်းမစစ်ကောင်စီတပ်ရင်းတွေရဲစခန်းစေယုံကြီးမြို့လေကောင်မိသက်ဌာနအပါအဝင်လာရှိုးတမြို့နယ်လုံးကိုတိမ့်ပိုက်ထားတဲ့တပ်တွေဓာတ်ပုံတွေကို MND ကထုတ်ပြန်လိုက်ပါတယ် နေပြည်တော်မြို့တော်ဝန်ဒုတိယမြို့တော်ဝန်ဗိုလ်ချုပ်ဟောင်းတွေကပုပ္ပတိတိနှစ်ထပ်လူနေဆိုင်ကန်33လုံးစီမံကိန်းအတွက်လက်ပေးလက်ယူကကုမ္ပဏီတစ်ခုကိုတင်တာချထားပေးခဲ့ကဒုက္ခတော်ဝင်အရာစီမံကိန်းနှစ်မှာလဲခြားစားမှုတွေရှိနေတဲ့တဲ့ရင်ပါဝင်နောက်ဆုံးရတဲ့တဲ့ရင်တွေကိုတင်ဆက်ပေးပါမယ်ရှင် ခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တင်းတပုတ်ကတော့ MNDA ကလာရှုံးမှာရှိတဲ့အရှိမြောက်တိုင်းစစ်တနာကျုပ်ကိုသိမ့်ပိုက်ရရှိပြီးဖြစ်ကြောင်းကြေညာပြီးတဲ့နောက်မှာလာရှုံးမြို့သိမ့်ပိုက်ထားမှုကိုဓာတ်ပုံတပ်တွေတွေနဲ့တကွာတင်းထုတ်ပြန်လိုက်ပါတယ်။ MNDA ကထုတ်ပြန်တဲ့တပ်တွေဓာတ်ပုံတွေမှာလာရှုံးမြို့တော်ခမခရရ41ခမရ900ခွန်အင်ဂျင်နီယာတရင်အမှတ်959စောက်လို့ရတက်ခွဲလာရှုံးမြို့လေကောင်ရဲစခန်းမူရရတက်ဖွဲမိသက်ဌာနစေယုံကြီးအပါ ါဝင်လာရှိုမြို့လေနေရာတွေအလုံးသိမ့်ပိုက်ထားမှုကိုထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်။လာရှိုမြို့နယ်ကို MND ကသိမ့်ပိုက်ရရှိထားတယ်လို့ဂျွဲလ25ရက်နေ့မှာတရားဝင်ကြေညာခဲ့တာလည်းဖြစ်ပါတယ်။လာရှိုမှာစစ်ရေးအုပ်ချုပ်မှုကော်မတီကိုဖွဲ့စည်းပြီးတိုက်ပွဲပြီးမြို့နယ်အုပ်ချုပ်ရေးနဲ့ပြည်လဲထူထောင်ရေးဆောင်ရွက်မှာဖြစ်တဲ့အတွက်လာရှိုမြို့ကအစိုးရဝန်ထမ်းတွေ၊ကျောင်းဆရာဆရာမတွေ၊ဆွေအဝန်တွေနဲ့သူနာပြုတွေအနေနဲ့လုပ်ငန်းတာဝန်တွေကိုပြန်လည်လာရောက်ထမ်းဆောင်ကြဖို့တဲ့ MND ကဖိတ်ခေါ်လိုက် ်ပါတယ် အဲ့လိုအစိုးရဝန်ထမ်းတွေကိုဖိတ်ခေါ်လိုက်သလိုတရုတ်မျိုးသားလူမှုရေးအဖွဲ့အစည်းတွေအနေနဲ့လည်းလာရှိုးအေရာစေအုပ်ချုပ်ရေးကော်မတီကိုကူညီပံ့ပိုးကြဖို့ပန်ကြားထားပါတယ်။ပြည်သူတွေအနေနဲ့ MNDA တပ်ဖွဲ့ဝင်တွေဝင်ရောက်မှုကိုစိုးရိမ်ထိန်းလန့်ဖို့မလိုပဲဆန်ကန်းတွေကိုဆက်လက်ဖွင့်လှစ်နိုင်ပေမဲ့လည်းကုန်စည်တို့မြင့်တင်တာကိုကန့်ကွက်ပြီးမူလနေထိုင်စနစ်ကိုအမြန်ဆုံးပြန်လည်တည်ဆောက်ဖို့တိုက်တွန်းထားပါတယ်။ဒါအပြင် online လေလေမှုနဲ့တရားဝင်လုပ်ငန်းတွေကိုပြင်းပြင်းထန်ထန်တိုက်ဖြတ်နှိမ်နှင်းမဲ့အပြင် သတင်းတုနဲ့ဝါရမိုင်းတိုက်တာတွေကိုလည်းအရေးယူမယ်လို့ထုတ်ပြန်ထားပါတယ်။ MND ရဲဘော်တွေနဲ့ကြည့်ဖို့နဲ့စီကန်းတွေကိုလိုက်နာရမှာဖြစ်ပြီးယာရုကိုအလွဲသုံးစားလုပ်တာအရက်သားတွေရဲ့အကျိုးမြတ်တွေကိုလူယူတာနဲ့အရက်သားတွေရဲ့စီးဆင်ဥစ္စာတွေကိုတိမ့်ယူတာတွေကိုကျုလို့ရင်ပြင်းထန်စွာအရေးယူမယ်လို့လည်းတတိပေးထားပါတယ်ရှင်။ ဒီတစ်ခါမှာတော့အကြမ်းဖက်စစ်ကောင်စီကနိုင်ငံတော်ဝန်စစ်ရှုံးနေတဲ့အချိန်မှာပဲ သူ့လက်အောက်ခံနေပြည်တော်မြို့တော်ဝန်နဲ့ဒုတိယမြို့တော်ဝန်ဘိုးချုပ်ဟောင်းတွေကအကျင့်ပြက်ခြားဆားမှုတွေနဲ့လက်ပေးလက်ယူမှုတွေကိုအကြီးအကျယ်ပြုလုပ်နေပြီးနေပြည်တော်ပုပ္ပတိတွေနှစ်ထက်လူနေဆိုင်ကန်33လုံးစီမံကိန်းကိုလည်းတင်တာမခေါ်ပဲလက်ငွေယူပြီးကုမ္ပဏီတစ်ခုကိုဆောက်လုပ်ခွင့်ချပေးခဲ့တယ်လို့နေပြည်တော်သတင်းမြစ်ကရန်ကုန်ခေတ်စ်ကိုပြောပြပါရယ်အကြမ်းဖက်စစ်ကောင်စီရဲ့နေပြည်တော်စီပင်ကမြို့တော်ဝန်ဒုတိယဘိုးချုပ်ကြီးအောင်တန်ထွန်းဒုတိယမြို့တော်ဝန်ဘုံမှုချုပ်ဟာမမောင်ပါဝင်အတွင်းဝန်မြို့အောင်ညွန့်ချုပ်ဒုတိယ ိယဘုံမူကြီးဟောင်းဆိုဟန်ဇေထဏာမူဘုံမူဟောင်းအောင်နိုင်မျိုးဆိုသူတို့ကလဝါချင်းရိုက်ပြီးပဝတိတိမြို့နယ်မှာရှိနေတယ်။နှစ်ထပ်လူနေဆိုင်ကန်33လုံးဆောက်လွယ်စီမံကိန်းကိုစစ်အရာရှိဟောင်းတွေပိုင်ဆိုင်တဲ့ဘာမာပဲလင်းစ်နဲ့ Trine Point ကုမ္ပဏီတို့ခုကိုချထားပေးခဲ့တာဖြစ်တယ်လို့လည်းနေပြည်တော်သတင်းမြစ်ကပြပြပါရယ်။လက်ရှိနိုင်ငံတော်မှာအကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေနဲ့မြို့တွေပါတမျိုးပြီးတမျိုးလက်လွတ်နေရပြီးအကြီးအကျယ်စစ်ရှုံးနေကြမှာပဲ။တစ်ဖက်မှာတော့အကြမ်းဖက်စစ်ကောင်စီရဲ့နေပြည်တော်မြို့တော်ဝန်နဲ့ ဒုတိယမြို့တော်ဝန်ဘိုးချုပ်ဟောင်းတွေနဲ့စီပင်အဖွဲ့တွေကအကျင့်ပြက်ခြားစားမှုတွေနဲ့လက်ပေးလက်ယူမှုတွေကိုတောက်လျှောက်ကျူးလွန်နေကြတယ်လို့နေပြည်တော်စစ်ဘက်သတင်းမြစ်ကပြောပြသွားရရှင်။ ရှမ်းပြည်နယ်သတင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့ကအရှိမြောက်တိုင်းစစ်တနာချုပ်ကို MND ကတင်ပိုက်လိုက်ပြီးရဲ့နောက်မှာ MND TNL နဲ့ PDF တို့ကိုလက်နက်အားကိုအနိုင်ယူနေတဲ့ဓာပြအဖွဲ့လို့စစ်ကောင်စီက ပြောဆိုလာပြီးမီဒီယာတွေကအပိတ်အမြောက်လုတ်ပေးနေတယ်လို့အကြမ်းဖက်ဇော်မင်းတွန်းကဒေါသတကြီးတုံ့ပြန်ပြောဆိုလာပါရစေ။ MND နဲ့ TNL တို့ကရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးနောင်ချိုကြောက်မဲမိုးကုတ်တွေကိုတိုက်ခိုက်မှုကြောင့်ပြည်သူတွေကနေရ က်ဆုံးကွာထွက်ပြေးနေရလို့လဲဆိုထားပါဗျ။ဒါအပြင် MND နဲ့ DNL တို့ဟာဓာပြဆန်ဆန်အဖွဲ့တွေတာဖြစ်ပြီးမီဒီယာတွေနဲ့အဖွဲ့အစည်းတွေကအပေးအမြောက်လုပ်နေတာကိုစိတ်ပြက်ဖွယ်တွေ့နေရတယ်လို့အကြက်ဖက်ဇော်မင်းထွန်းကဒေါ်လာကြီးပြောဆိုသွားတာလည်းဖြစ်ပါတယ်။ MND ကလာရှိုးမြို့ကိုတိမ့်ပိုင်နိုင်ခဲ့တယ်လို့ BPLA ခေါင်းဆောင်ကိုဆောင်ခါကမီဒီယာအချုပ်မှာဖြေဆိုထားတဲ့အပေါ်မှာလည်းအကြက်ဖက်ဇော်မင်းထွန်းကကိုဆောင်ခါကိုဗမာတစ္ဆပောက်လောက်ကောင်အဖွဲ့လို့ပြောဆိုခဲ့ပါသေးတယ်။ ဒါအပြင်ဒီသတင်းကိုဖော်ပြခဲ့တဲ့မီဒီယာတွေကိုလည်းပြည်ပအာကိုပစိန်ရိုးပြည်ဖြတ်မီဒီယာတွေလို့တော့မော်တကြီးနဲ့ပြောဆိုတိုက်ခိုက်ခဲ့တာကိုလည်းတွေ့ရပါဗါး မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေဟာအထိနာနေတဲ့အတွက်ကြောင့်အချင်းနေမန်ကိုဖုံးကွယ်ရန်အတွက်လာရှိုးကရမခဌာနချုပ်ကိုသိမ်းပိုင်နိုင်ပြီလို့သတင်းလင်ကျင်းတာဖြစ်တယ်လို့လည်းအကြမ်းဖက်ဆော်မင်းထွန်းကပြောဆိုထားပါတယ်။မြောက်ပိုင်းမဟာမိတ်နဲ့ PDF တွေဟာလက်နယ်အားကိုအနိုင်ယူနေတဲ့ဓာပြတတာအဖွဲ့တွေသားဖြစ်တယ်လို့ရမခဟာအစင်လာကြီးမားတဲ့တိုက်စစ်တနာချုပ်ဖြစ်တာကြောင့်ဓာပြဆက်ဆက်လက်နယ်အားကိုစစ်ဗျင်ဝါဒလှုပ်ဆောင်နေမှုတွေဟာငိမ့်ကန်နီးမီလို့ဖြစ်နေပြီလို့အကြမ်းဖက်ဆော်မင်းထွန်းကပြောပါတယ်။ ယ်။ဒါအပြင်မြို့ရွာတွေအတွင်းကိုစိတ်ဝင်လာတဲ့စန့်ကျင်သူတွေကိုတုတ်တင်ရှင်းလင်းရမှာဖြစ်ပြီးမြန်မာနိုင်ငံရှိနေတဲ့စစ်တပ်ရှိနေမှာဖြစ်တယ်လို့လည်းအကြမ်းဖက်ဇော်မင်းတွန်းကဒေါသတကြီးလှုံ့ဆော်ကြွေးကြော်သွားပါတယ်ရှင်။ ဆက်လက်ပြီးတော့ရှောင်းမြင်းနယ်မုံမဲမြို့ကအကြက်ဖက်စစ်တပ်ရဲ့ဗျူဟာကုန်းကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီးကြောင်မဲမြို့မှာလည်းတိုက်ပွဲတွေပြင်းထန်နေတယ်လို့တရားနယ်လေကထုတ်ပြန်ပြောဆိုထားပါဗျ။ဂျွမ်လာ26ရက်နေ့မနေ့8နိုင်ခွဲလောက်ကမုံမဲမြို့ဒိုးပင်ရွာအနီးတစ်ဝိုက်မှာစစ်ရင်အားဖြစ်တင်းလာတဲ့အကြက်ဖက်တပ်သားတွေနဲ့တောင်းတမတော်တရားနယ်လေတို့တိုက်ပွဲဖြစ်ပွားခဲ့လို့သိရပါဗျ။ဒါအပြင်အကြက်ဖက်စစ်တပ်ရဲ့မုံမဲမြို့ဗျူဟာကုန်းမှာမိုးရွာတနင်္လာ15မိနစ်လောက်မှာတောင်းတမတော်တရားနယ်လေနဲ့တိုက်ပွဲဖြစ်ပွားခဲ့လို့တရားနယ်လေကပြောပါဗျ။ ်လားတို့ကြောက်မဲမြို့မှာလဲမနေ့ကမွန်လွန်2နာရီ45မိနစ်လောက်မှာအကြမ်းဖက်စစ်ကောင်စီတက်စကန်ဖြစ်တဲ့ခမရ900တက်902တက်စကန်တို့ကိုတောင်းတက်တော့ TNL ကတိုက်ခိုက်ခဲ့ပြီးတောင်းဝါရင်အနီးတစ်ဝိုက်မှာလဲထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့လို့သိရပါတယ်။ဒါအပြင်နောင်ချိုမြို့နယ်ပံပွေးမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကတဲခေါ်ရွာကို drone နဲ့ဘုံသုံးလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့လို့လည်းသိရပါတယ်ရှင်။ ဒီတစ်ခါမှာတော့ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးပြည်သူ့ဆက်ဆံရေးနှင့်စီယုံရေးဌာနကအကြမ်းဖက်စစ်တပ်ရဲ့လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုအနေနဲ့ကင်းရှင်းရေးအတွက်အသိပညာပေးစားဆောင်တွေကို လိုက်လံဖြန့်ဝေခဲ့လို့သိရပါဗျ။အကြမ်းဖက်စစ်ကောင်စီဟာစစ်ရှုံးလာတာနဲ့အမျှရှုံးမဲမဲကပြည်သူတွေနဲ့အရက်သားပြစ်မှတ်တွေပေါ်လေကြောင်းတိုက်ခတ်မှုတွေကိုတိတိတသားကျွလွန်နေတာဖြစ်တယ်လို့လည်းပြည်သူ့ကာကွယ်တပ်မတော်မန္တလေးကပြောပါဗျ။ဒါကြောင့်ပြည်သူတွေအနေနဲ့လေကြောင်းတိုက်ခတ်မှုအနေနဲ့ကင်းရှင်းရေးလက်ညှိုးချက် က်တွေကိုအတက်နိုင်ဆုံးလိုက်နာကျင့်သုံးကြဖို့အတွက်ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးကမြစ်တာရက်ခံတိုက်တွန်းအပ်တယ်လို့လည်းပြောဆိုထားပါရဲ့ရှင်။ ဆက်လက်ပြီးတော့ဘင်္ဂလားပင်လယ်ော်ဒေသကဏ္ဍဆုံဤပညာနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဘင်းစတက်ရဲ့ဒေသတွင်းလုံခြုံရေးဆိုင်ရာဥဆောင်မှုတွေကိုအကြမ်းဖက်ဆဲအုပ်စုတန်လွှဲအပ်မှုကိုရှုံချကြောင်းဒက်ဖန်မြန်မာဒီမိုကရေစီရဲ့ပြောရေးဆိုခွင့်ရှိသူနော်အောင်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရတယ်။ဘင်းစတက်ရဲ့တည်ယူပို့ဆောင်ရေးစီမံကိန်းနဲ့ကုန်သွယ်မှုတွေဟာစစ်ကောင်စီ ထိန်းချုပ်ထားတဲ့အဖွဲ့အစည်းတွေနဲ့ဆက်လက်လှုပ်ဆောင်ရေးစစ်ကောင်စီထံကိုဗန္ဒာငွေလမ်းကြောင်းပြောင်းရောက်ရှိသွားနိုင် ်အန္တရာယ်လည်းရှိနေတယ်လို့ဆိုထားပါဗျ။အကျန်းဖက်စစ်တပ်ဟာမြန်မာပြည်သူတွေပေါ်ကျန်းဖက်စစ်ရေးဆင်နေပြီမဲ့လည်းဘင်းဆက်အဖွဲ့စည်းရဲ့အထွေထွေတွေးမှုတွေဟာမိတ်ဆက်ခီးစဉ်ဖြင့်မြန်မာနိုင်ငံကိုရောက်ရှိနေပြီးလူမျိုးတုံတပ်ဖြတ်မှုတွေနဲ့စစ်ရာဇဝမှုပေါင်းများစွာကိုကျူးလွန်မှုတွေတောင်းဝန်ရှိနေတဲ့မေအောင်လိုင်းနဲ့တွေ့ဆုံခဲ့ပြီးတရားမဝင်စစ်ကောင်စီကိုဘင်းဆက်ရဲ့မြန်မာနိုင်ငံကိုစားပြုသူဖြစ်တရားဝင်ဖြစ်စေဖို့ကူညီပေးနေတယ်လို့လည်းဒက်ဖန်မြန်မာဒီမိုကရေစီရဲ့ကြေညာချက်မှာဖော်ပြထားပါဗျ။ ဘင်းစတရဲ့တည်ယူပို့ဆောင်ရေးစီမံကိန်းတွေနဲ့ကုန်သွယ်မှုတွေဟာစစ်ကောင်စီထိန်းချုပ်ထားတဲ့အဖွဲ့အစည်းတွေနဲ့ဆက်လက်လှုပ်ဆောင်မဲ့အပေါ်ကိုစိုးရိမ်ပူပန်မှုတွေကိုဖြစ်ပေါ်စေပြီးဒီလိုလုပ်မယ်ဆိုရင်တော့စစ်ကောင်စီထံဗဏ္ဍာငွေလမ်းကြောင်းပြောင်းရရှိသွားနိုင်မယ့်အနေရလဲရှိနေတယ်လို့ဒက်ဖန်မြန်မာဒီမိုကရေစီကပြောဆိုထားပါတယ်။အဲ့ဒီဘင်းစတအဖွဲ့မှာအဖွဲ့ဝင်ခုနှစ်နိုင်ငံရှိပြီးဘင်္ဂလားဒေ့ရှ်၊ဘူတန်၊အိန္ဒိယ၊မြန်မာ၊နီပေါ်၊သရီလင်္ကာနဲ့ထိုင်းနိုင်ငံတို့ပါဝင်ပါတယ်ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တပုတ်ကတော့အကြမ်းဖက်စစ်ကောင်စီကိုအာဆီယံနိုင်ငံသားရဲ့ဝန်ကြီးများအစည်းအဝေးနဲ့ဆက်ဆက်အခမ်းအနားတွေကိုမဖိတ်ကြားရတဲ့ထိုင်းနိုင်ငံကလာအိုတန်ယုံကအဖွဲ့အစည်း333ဘက်ကအိတ်ဖွင့်ပေးစာပေးပို့ခဲ့ရမှာတန်ယုံကစာကိုလက်ခံယူဆောင်ခြင်းမရှိဘူးလို့အရက်ဖွဲ့အဖွဲ့အစည်းတွေကိုကိုစားပြုပြီးအိတ်ဖွင့်ပေးစာတွားရောက်ပေးပို့သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြပြပါရယ်လာအိုနိုင်ငံ VNG မြို့တော်မှာဇွဲလ21ရက်နေ့ကနေ29ရက်ထိကျင်းပမယ်အာဆီယံနိုင်ငံသားရဲ့ဝန်ကြီးများအစည်း ီဝင်နဲ့ဆက်ဆက်အခမ်းအနားများနဲ့ဆက်လင်းပြီးမြန်မာပြည်သူတို့ရဲ့ဒီမိုကရေစီဆန္ဒကိုထောက်ခံအားပေးဖို့အတွက်တောင်းဆိုထားတဲ့အိတ်ဖွင့်ပေးစာကိုအဖွဲ့အစည်း333ဖွဲ့ကလက်မှတ်ရထုတ်ပြီးဂျွန်လ26ရက်နေ့မှာထိုင်းနိုင်ငံလာအိုတန်ယုံကိုပြေပို့ခဲ့တာလည်းဖြစ်ပါတယ်မြန်မာစေအုပ်စုကိုအာဆီယံအစည်းအဝေးတွေနဲ့အခမ်းအနားတွေအလုံးကနေဖက်ထုတ်ဖို့နဲ့အာဆီယံအစည်းအဝေးတွေနဲ့အခမ်းအနားတွေအလုံးမှာမြန်မာပြည်သူလူထုကိုကိုစားပြုတဲ့အနေနဲ့ဒီမိုကရေစီနှိကြရွေးကောက်ခံခေါင်းဆောင်များဖြစ်ကြတယ် ယ်အမျိုးသားညညွေးဆိုရကိုတယောက်ခွင့်ပေးဖို့အတွက်အဖွဲ့အစည်း333ဘွဲ့ကတောင်းဆိုထားတာလည်းဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်နောက်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါကျေးဇူးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမညပါ